မင်္ဂလာပါရှင်။ဗမာခေတ်တည်ထောင်ဌာနရဲ့ထိတ်တန့်တဲ့များကိုတင်ဆက်ပေးပါမယ်။ပထမဦးဆုံးဘယ်သူမှလက်မခံနိုင်တော့မယ့်တကယ်ကိုတည်ကြသွားခဲ့ပြီဆိုတဲ့တင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ မိမိကိုမိမိစိတ်ကြီးဝင်နေကြသောစိတ်ဘုံချုပ်များကသူတို့အားလုံးပေါင်း၍ထွက်လာသောအသိဉာဏ်ဖြင့်လက်ရှိအခြေတည်းကြီးမှယုံထွက်နိုင်ပြီဆိုကစီမံလာကြသည့်မင်းအောင်လိုင်၏ရွေးကောက်ပွဲဆိုသည်ကသူကိုယ်တိုင်သမရအဖြစ်တင်မြောက်ခံရရင်းနှင့်စေယုတ်ချုပ်၏ခိုင်မြဲသည့်ထက်ခိုင်မြဲရန်ကြံဆောင်နိုင်ဖို့ဆိုသည်ကိုနိုင်ငံတကာအတိုင်ဝန်သည်ကောင်းစွာနားလည်သဘောပေါက်လာခဲ့ပြီဖြစ်ပါသည်။ကွာလာလမ်ပူးတွင်ကျင်းပနေသောအာဆီယံထိပ်သီးအစည်းအဝေးဘေးထွက်ဆွေးနွေးမှုများပြုလုပ်ရန်ရောက်ရှိနေသောကုလသွေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်မှတင်စားရှင် င်းလင်းပွဲတွင်ယခုလိုပြောဆိုသွားခဲ့ပါသည် 2021စစ်တပ်အာဏာသိမ်းမှုတွင်နိုင်ငံအပေါ်ကျမဆိုးများတစ်ခုပြီးတစ်ခုကြောက်ရောက်ရှိခဲ့သည်သာမကဒေတာရင်းတည်ငြိမ်ရေးကိုပါချင်းချောင်လာနေပါတယ်။နေပြည်တော်ရှိဆေးဥစုနေဖြင့်2021မှာဆ ảy 54တန်းသောပြည်သူများအပေါ်တက်ရောက်ရှိခဲ့သည့်စိတ်မချမ်းမြေ့ဖွယ်ရအကြမ်းဖက်နေမှုများကိုအဆုံးသတ်ရမည်။ပြည်သူများရွေးချယ်တင်မြှောက်ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုဖြုတ်ချပြီးခေါင်းဆောင်များဖြစ်သည့်နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊သမရဦးဝင်းမြင့်တို့ကိုထောင်သွင်းအကျဉ်းချခံရသည့်အဖြစ်မှယုံကြည်စိတ် ချရသည့်အရက်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန်နီးလန်းရှာဖို့လို့တဲ့ကုလသမဂ္ဂသည်အာဆီယံ၏အချက်၅ချက်ကိုထောက်ခံကြောင်းစေုပ်စုအနေဖြင့်အကူအညီများလိုအပ်နေသည့်ပြည်သူ၂၂သန်းဝိုးရင်စွန်ကွာထွက်ပြေးနေကြရတဲ့ဒုံထက်သမ၅သန်းသောလူလူအတွက်လူသားချင်းစာနာထောက်ထားစွာဖြင့်လက်တလုံးကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်တိုက်တွန်းသွားခဲ့ပါသည်။ ထင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးမျှတမှုရှိလိမ့်မယ်လို့ဘယ်သူမှယုံကြည်မှာမဟုတ်တဲ့အပြင်နိုင်ငံအတွက်အပြည့်တစ်ခုရရှိလိမ့်မယ်လို့လည်းထင်ထားကြမှာမဟုတ်ဘူးဟုကူတာရက်ကဆက်လက်ပြောကြရမှာနိုင်ငံတွင်ဖြစ်ပျက်နေမှုများအတွေ့တုံလုံးခြောက်ခြားမိကြောင်းကျွန်တော်တို့အားလုံးမြန်မာပြည်သူတွေမျှော်လင့်တောင်းတနေတဲ့ပေးနိုင်အောင်အာဆီယံနဲ့ဒူလက်တွဲလှုပ်သွားကြပါစို့ဟုပြောခဲ့ပါတယ်။ကုလအတွင်းမှုချုပ်ကကန်းကုံအောင်ပြောသွားခဲ့ခြင်းလည်းဖြစ်ပါတယ်။အာဆီယံ တန်တမဲတိုင်ဝေါ်မှဆေးရုပ်စု၏ရွေးကောက်ပွဲသို့အာဆီယံအနေဖြင့်လိလဆောင်ကြည့်ရန်အဖွဲ့ဆေးလွတ်မည်မဟုတ်ဟုအတိပြုပြောဆိုခဲ့ပါသည်။ထို့သောအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ကိုယ်တော်နှင့်ကိုယ်ဆေးလွတ်နိုင်သည်ဟုလည်းဆိုပါသည်။အာဆီယံကိုစားပြုဆေးလွတ်ရန်အဖွဲ့ဝင်နိုင်ငံများကြားသဘောထားကွဲလွဲခဲ့ကြသည်ဟုသိရပါသည်။အဖွဲ့ဝင်ဆက်တနိုင်ငံဖြစ်လာသည့်အာဆီယံကောင်းဆောင်များအစည်းအဝေးမှမြန်မာနိုင်ငံတွင်ပြည်ပခများကိုလွန်စွာစိုးရိမ်မကင်းဖြစ်ရကြောင်းနှင့်ငြိမ်းချမ်းရေးရရှိဖို့တည်တည်တတ်တာတိုးတက်မှုများမတွေ့ခဲ့ရဟုထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟုကြေညာ ညာချက်တွင်ပါရှိလာပါတယ်။ရေကဝဲမလုံးမီအကြမ်းဖက်မှုများရပ်တန့်ပြီးနိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်လိုအပ်သည်ဟုလည်းထက်လောင်းပြောဆိုသွားပါတယ်။လက်လက်ပြီးတရားမျှတသည့်ရိတ်ကောက်ပွဲဖြစ်လာနိုင်သည့်အထောက်အထားများလည်းမတွေ့ရဟုဆိုပါရယ် EU ဖွဲ့ဝင်နိုင်ငံများကမ္ဘာတဝန်းရှိလူခွင့်ရေးဖွဲ့များအလုံးကဝိုင်းဝန်းရှုံချထားပြီးဖြစ်ပါရယ်အဖွဲ့ဝင်အသေးဖြစ်လာသောအရှိတီမောတမရာ ဟော်စိန်ရာမို့စ်ဟော်တာကအာဆီယံအတွက်ရှီတွန်းရှီမတိုနောက်မဆုတ်ဖြစ်ပြီးကောင်းခဲနေရတဲ့မြန်မာပြည်ထနာကိုမိမိကိုယ်တိုင်ချောင်းဝင်ပြီးဖြည့်ရှင်းပေးလိုကြောင်းကန့်လန့်လာခဲ့ပါတယ်။မိမိနိုင်ငံသည်တရုတ်နှင့်သာမကအမေရိကန်၊ဩစတြေးလျအနောက်နိုင်ငံများနှင့်နီးနီးကဲကဲဆက်ဆံမှုများရှိနေရဖြစ်သည်ဟု AP သတင်းဌာနနှင့်အင်တာဗျူးမှပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်။ရုရှားနှင့်တရုတ်တို့ကသာ၎င်းတို့၏တပည့်တပန်းကြီးဖြစ်ပြောင်းကြကြခံယူလာသောစေယုစုအခြေခံလာနိုးဟုသောမျှော်လင့်ချက်ဖြင့်ထောက်ခံပံ့ပိုးပေးနေခြင်းဖြစ်ပါတယ်။ မည်သူမဆိုမိမိတို့အာနာရှင်ဂိုင်းဝင်ဖြစ်လာသူကိုမျက်နှာလွဲခဲ့ဖြင့်လောက်ကြသည်မဟုတ်ပါပေ။အိန္ဒိယနှင့်ထိုင်းတို့ကလည်း၎င်းတို့အစဉ်ပြေသွားလျင်မခက်ချေလို့ဆိုကအောက်ကြီးနှင့်လောင်းကြီးလောင်းနေကြခြင်းသာဖြစ်ပါれ။နိုင်ငံကိုတည်တည်တတ်တာတည်ငြိမ်မှုရရှိစေနိုင်မည်တခုတည်းသောနီလန်သည်မေယူဒေါ်လာ၏နေတူပေါက်ဖွားလာခဲ့သော Federal Democracy အုပ်ချုပ်ရေးပင်ဖြစ်ပါれ။ဒေါ်လာ၏အင်အားစုများချပြခဲ့သော ဖက်ဒရယ်လမ်းစဉ်သည်လူထုတရက်လုံးကိုစီယုံနိုင်ခဲ့ပြီးဖြစ်ပါသည်ထိုဤမှန်းချက်ကြီးအောင်မြင်ရေးအတွက်ဆင်အာနာရှင်စနစ်ကိုမောက်လံပြင်းရန်အသက်ပေး၍တိုက်ပွဲဝင်နေကြပြီးဖြစ်ပါသည်အထူးကားဒီကထောင်လံမဖြစ်မီဆိုသောစိတ်ဓာတ်ပင်ဖြစ်ပါသည်ထိုစိတ်ဓာတ်တစ်ခုတည်းနဲ့ပင်ထောင်ပေါင်းများစွာသောလူထုကြီးသည်လက်နက်ဆွဲကင်ပောင်းဝင်လာကြခြင်းဖြစ်ပါသည်စစ်ဗိုလ်ချုပ်များသည်အရက်ပုံမြလာမိကွက်ဆောင်ဘလူဟာမိကွက်ထဲပြန်သိမ်း၍မရတော့သည့်အဖြစ်နှင့်အလားတန်တူနေပြီဖြစ်ပါသည် ရှေးဆောင်အာနာကိုဆက်၍စုပ်ကင်ထားနိုင်ရန်အတွက်၎င်းတို့၏တခုတည်းသောထွက်ပေါက်သည်ဆက်၍အကျန်းဖက်နိုင်မှဖြစ်မည်ဟုခံယူထားကြရပြီဖြစ်ပါသည်။ပြည်သူတို့၏တရားတော်စစ်မုံချအောင်ရမည်။ဆင်းရဲဆဲရေးသဘောတူညီချက်ဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်ကြောင်းတစ်တုံညာနှစ်ခွန်ဆက်စင်ရေးနှစ်နှစ်ပြည့်မှာ MNDAA ထုတ်ပြန်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရစရေးသဘောတူညီချက်ဟာအစင်းဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိဖို့နဲ့ဖြူဟာကြကြနားလည်နေဖို့ MNDAA စစ်ဦးစီးချုပ်က ကေရာတနန်စင်ကိုကန်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားပါရယ် MDA ရဲ့2025ခုနှစ်အပတ်စဉ်တဲ့ကေရာများအလေကျတနန်စင်ပွဲကိုအောက်တိုဘာလ25ရက်နေ့ကပြုလုပ်စဉ်ပြောကြားခဲ့တာဖြစ်ပြီးတစ်တုံညာနေ့ကစစ်စင်ရေးနှစ်နှစ်ပြည့်တဲ့ဒီကနေ့အောက်တိုဘာ29ရက်နေ့မှာ MDA ကထုတ်ပြန်လာတာဖြစ်ပါရယ် MDA စစ်ဦးစီးမှုချုပ်ကလက်ရှိရရှိထားတဲ့စစ်ရေးစေးသဘောတူညီချက်ဟာအစစ်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးနောက်ဆုံးငြိမ်းချမ်းရေးမဟုတ်သေးတာကိုအားလုံးသိရှိဖို့နဲ့စ စစ်မှန်တဲ့ငြိမ်းချမ်းရေးရှိဖို့လမ်းစဉ်ဟာဝေးလံနေစေဖြစ်တာကိုတက်တာအလုံးသတိရှိဖို့တိုက်တွန်းခဲ့ကြောင်း MNDAA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တစ်တုံညာနေကုန်စစ်စင်ရေးကနေစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးလန်းကိုပြန်လည်သုံးသပ်ပြီးလက်ရှိရရှိထားတဲ့စင်ရေးရလက်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေအသက်တွေနဲ့ရခဲ့တာလို့ဆိုပါတယ်။ကိုကေးရီမူအလုံးဟာတမိုင်းကိုမှတ်မိနေဖို့ရလက်တွေကိုတတ်မိုးထားဖို့တိုက်တွန်းခဲ့ပါတယ်။ဒီတခါပြုတ်လုပ်တဲ့တန်တန်းဟာ66ရက်ကြာတန်တန်းဖြစ်ပြီးအထူးတ ေတာလုံခြုံရေးအခြေအနေရှုပ်ထွေးပြီးစက်တဲတဲ့အချိန်မှာကျင်းပခြင်းဖြစ်တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ကေဒါတင်တန်းစင်ပွဲဟာအနာဂတ်အတွက်မဟာဗျူဟာကြကြစီစဉ်ဆောင်ရွက်တဲ့ချိန်လန့်တရက်ဖြစ်ပြီးအနာဂတ်မှာရှုပ်ထွေးတဲ့စစ်ပွဲတွေနဲ့တိုက်ပွဲတွေကိုရင်ဆိုင်ပြီးရဲရင်စွာတိုက်ခိုက်အောင်ပွဲခံနိုင်တဲ့အယုကန်အင်အားစုတရက်ဖန်တီးဖို့ရည်ရွယ်တယ်လို့ MNDAA စစ်ဦးစီးမှုချုပ်ကပြောကြားခဲ့ပါတယ်။တင်တန်းစင်ပွဲကို MMDJP ပါတီဘဟုကော်မတီအထွေထွေအတွင်းမှုချုပ်အထူးဒေသအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ MNDAA ရဲ့စစ်ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီးနဲ့ MNDAA ဘဟုနိုင်ငံရေးဘျူရိုအဖွဲ့ ဲ့ဝင်မဟာမိတ်တက်တော်နိုင်ငံရေးဌာနညွှန်ကြားမှုချုပ်ဗဟုနိုင်ငံရေးဘျူရိုဖွဲ့ဝင်မဟာမိတ်တက်တော်စီဦးစီချုပ်ပုံမှုချုပ်တို့ကလည်းတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်။ MDA ဟာ2023အောက်တိုဘာလ29ရက်နေ့မှာညီနောင်မဟာမိတ်တွေဖြစ်တဲ့ AA နဲ့ TNL တို့နဲ့အတူရှမ်းပြည်မြောက်ပိုင်းမှာတက်စကန်တွေတက်ရင်တွေတက်ရင်ဌာနချုပ်တွေကိုထိုးစစ်ဆင်သိမ့်ပိုက်တဲ့တစ်တုံညာနှစ်ခုဆစ်စင်ရေးကိုစတင်ခဲ့ပါတယ်တစ်တုံညာနှစ်ခုဆစ်စင်ရေးနဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လောက်ရှိုးလောက်ကိုင်းချင်းရွှေဟော်မုံကိုဖောင်းဆိုင်ကုန်းချံပန်လုံကွမ်းလုံတိန်နီတောင်မိုးညေပန်ဆိုင်မြို့တွေကို MNDA ကသိမ့်ပိုက်ခဲ့ပါတယ်တင်ယူထားတဲ့မြို့တွေမှာအုတ်ချုပ်ရေး ချန်နီယာဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ဖိအားကြောင့်လာရှိုမျိုးကို2025ခုနှစ်အေဗီလာမှာစစ်ကောင်စီတန်းကြီးတချက်မဖောက်ဘဲပြန်လွှဲပေးခဲ့ပါတယ်။လက်ရှိမှာလည်းတိန်နီမျိုးကိုပြန်ပေးဖို့စစ်ကောင်စီကပြအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ MNDA စေဦးစီးချုပ်ကပြီးခဲ့တဲ့ဇူလိုင်လ26ရက်ကကျင်းပခဲ့တဲ့2025ခုနှစ်ပထမနှစ်ဝက်တွင်လုပ်ငန်းအခြေအနေအချင်းချုပ်အစည်းအဝေးမှာလည်းတပ်ဖွဲ့ဝင်များအားလုံးလာမည့်ဒုတိယနှစ်ဝက်တွင်စီးရီးလေ့ကျင့်မှုအရှိန်မြင့်မယ်လို့ဆုံးဖြတ်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီနေ့ဟာတစ်တုံညာနေကွန်စစ်စင်ရေးနှစ်နှစ်ပြည့်ဖြစ်ပါတယ်။တစ်တုံညာနေကွန်စစ်စင်ရေးစတင်ချိန်ကမြန်မာပြည်သူလူထုရဲ့သဘောထားအတိုင်းဆက်အာနာရှင်ကိုအပြီးတိုင်တိုက်ခိုက်ချိန်မုံမယ်လို့ MNDA AA နဲ့ TNLA ကထုတ်ပြန်ကြေညာခဲ့ပူပါတယ်။ယခုအခါမှာ AA ကရခိုင်ပြည်နယ်ကလက်ကျန်မြို့သိမ်းတိုက်ပွဲတွေနဲ့ရခိုင်ပြည်နယ်ဆက်ကမကွေ AR ဘကိုးတိုက်နို့ကစစ်တပ်စခန်းတွေတိုက်ရင်တွေကို ဒေတာဒေါ်လန်ရေးတက်တွေနဲ့ပူပေါင်းပြီးဆက်လက်ထိုးစစ်ဆင်နေပါတယ်။ TNL လေးကလည်းစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေရပါတယ်။ MNDAA ကတော့လာရှိုးမျိုးနဲ့ရမခါကို2024ဩဂုတ်လမှာအပြီးသက်သိမ့်ပိုက်ပြီးကလေးကစစ်တပ်နဲ့တိုက်ပွဲမဖြစ်တော့ပါဘူး။အညာဒေတာက PDF တွေပါဝင်ဒေါ်လန်ရေးမဟာမိတ်တွေနဲ့တူသိမ့်ပိုက်ထိန်းချုပ်ခဲ့တဲ့ရမခါနဲ့လာရှိုးမျိုးကိုလည်းစေအုပ်စုထံပြန်ပေးပြီးစစ်ကောင်စီနဲ့အပြည့်ရထားပါတယ်။ဒေတုံညာနေခွန်စစ်စင်ရေးမှာအညာဒေတာက PDF တွေလည်းပါဝင်တိုက်ခိုက်ခဲ့ပြီးအထူးကဲအကြဆုံး များခဲ့ပါတယ်တရုတ်ဖိအားတွေကို MNDA တပ်ဖွဲ့တွေရင်ဆိုင်နေရတာမဟုတ်ကြောင်းနဲ့တိတုံညာနေကွန်စစ်စင်ရေးစီရေးဂရိကဝတ်ကို MNDA အနေနဲ့အချိန်မဆွဲဘဲစစ်ကောင်စီကိုတိုက်ခိုက်ဖို့လိုတယ်လို့ပြည်သူတွေကမှတ်ချက်ပေးပါတယ်